မင်္ဂလာပါရှင်။ Clickers University Channel ကိုဝင်ရောက်လာတဲ့တော်တော်ရှင်များအားလုံးစိတ်ချမ်းသာခြင်းကိုကြမှာခြင်းမဖြစ်ပြည့်စုံကြပါစေလို့ဥစ္စာပထမဆုတောင်းမေတ္တာပို့သပေးပါရစေရှင်။ကျမတို့နှုတ်လို့ခေါ်ပါရစေ။ပရမဥဇုံဆက်ဖြစ်တဲ့ဆောင်းပါးလေးဖြစ်တာမို့ဆင်ရင်ချက်များကိုနားလည်ပြီးပြီးနားတော်တာဆင်ပြကြပါအောင်ရှင်။အခုမြေဖျက်ပြတင်တဲ့ဆောင်းပါးလေးကတော့မေတို့လူမျိုးသမီးတွေကို စင်အားတစိတပိုင်းဖြစ်စေနိုင်မယ့်ဆောင်းမလေးတစ်ပုဒ်ဖြစ်ပါတယ်။ဆောင်းမရဲ့နမည်ကတော့ဖုံးစုံမြေမှာပွင့်လန်းသောနှင်းစီမြေငါပွင့်ဖြစ်ပြီးဆိုင်ရည်သူပြီးပြီကခန္ဓာရည်တတ်ထားတာပါ။ဖုံးစုံမြေမှာပွင့်လန်းသောနှင်းစီအငြိငါပွင့်ဒီဆောင်းမကိုဖတ်ရှုသူတွေနားဆင်သူတွေကြားမှာညှိကုန်းစရာဖြစ်နိုင်ပါလေ။ခေါင်းစဉ်ကိုပြန်ဖြေရရင်ဖုံးစုံမြေဆိုတာကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံပဲဖြစ်ပါတယ်။နှင်းစီအငြိငါပွင့်ကတော့ဒီလိုခစ်ဆိုးစနစ်ဇူးကြီးချားတဲ့မှာ လာပါဆုံးဖူးနေကြတဲ့မင်းကလေးငါဦးကိုကိုစားပြုပါတယ်။အတိအကျပြောရရင်မြမအာကစားအတိုင်းဝန်းချမှာအောင်မြင်ကြောကြားသူငါ့ဦးချောင်းမှာဖြစ်ပါတယ်။ဒီဆောင်မကိုရေးရခြင်းကလူများစုဟာခစ်စနစ်မကောင်းလို့ဆိုတဲ့စင်ကြီးကိုအကာအကွယ်ယူပြီးစူးစမ်းအထောက်အမှုမပြုကြတဲ့သူတွေကိုရည်ရပါတယ်။တကယ်တော့ခစ်စနစ်ဆိုတာကမိမိကို20ရာခိုင်နှုန်းတော့တာကောင်းကျိုးဆူဆူဖြစ်စေတာပါ။ဂျန်နဲ့80ရာခိုင်နှုန်းက မိမိရဲ့ကြိုးစားအားထုတ်မှုနဲ့ပဲသက်ဆိုင်ပါတယ်။ကျွန်တော်ကိုဓာတ်နေလို့ထင်သွားနိုင်ခြင်းရှိတာမို့ခစ်စနစ်ဇိုးချောင်းကိုစောင်းမဆုံးမကျွန်တော်ထပ်ပြီးရှင်းပြပေးပါမယ်။ကဲဒီလောက်ဆိုရင်စလိုက်ကြရအောင်ပါ။ရှားပါးနှင်းစီရိုင်းတို့မဟုတ်ဝင်းတင်ကြီးထွန်းဝင်းတင်ကြီးထွန်းဒီမြမအမျိုးသမီးပေါ်ပေါ်လုံးလေးစင်တူဖြစ်ပြီးတဲဆီမူနီယာရဲ့ပါဝင်ကစားသူဖြစ်သည့်မြမကိုဆက်ပြုအနေနဲ့ 59ပွဲပါဝင်ကစားပေးထားပြီး93ကိုတွင်းထားနိုင်ခဲ့သည်ထို့အပြင်သူမသည်နိုင်ငံတကာကလပ်တွင်ကစားသည့်ပထမဆုံးမြန်မာမျိုးသမီးကစားသမိုင်းလည်းဖြစ်သည့်မြန်မာအမျိုးသမီးဘောလုံးတင်အေကမ္ဘာအဆင့်မှနောက်ဆုံးဒီပူချက်များအရ56တင်ရည်တည်နေပါသည်ထို့သို့ရည်တည်ရာတွင်ဝင်းတင်ဟီထွန်းသည့်ကစားသမား3ဦးစွာလောက်ကိုတူဦးတဲ့ယွန်းကန်ကစားပြခဲ့ရခြင်းဖြစ်သည့် ပြန်ဘက်ကိုဝိရိယနဲ့တွင်ဘောရုံအထင်းသိမ့်ကောင်းမှုတည်သက်ခြင်းလင်ခေါဖြစ်ကြမှုကောင်းမှုခြင်းတို့အပြင်အပါတိတက်သောအဆုံးသက်ကိုသင်ဆွမ်းရည်တို့ကိုပန်ဆိုင်ထားသူလည်းဖြစ်သည်ကျွန်တော်ကတော့သူမ၏ဆွမ်းဆောင်ရည်ပေါ်အောင်မည်သူလိုလေးလေးလေးစားမိပါသည်ဝန်းနေစရာကောင်းသည်မှာသူမ၏အသက်မှာ30ဖြစ်နေသောကြောင့်ခြေဆွမ်းအထူးကောင်းမှုတော်လည်းတန့်ခံမှုနှင့်တက်လုံပိုင်းတို့ကြလာခြင်းဖြင့်ကိုနေတွင်နောက်ထပ်3နှစ်လောက်သာအများဆုံးမြင်တွေ့ရတော့မည်ဟုသုံးသပ်မိပါသည် ဒီမှဒီနီးပြလိုင်းစင်များကိုလည်းအစင်စင်ရောက်ယူရန်တပတ်တလမှကြိုးစားနေသောကြောင့်နီးပြပေါ်အဖြစ်မြက်ခင်စင်များပေါ်တွင်ပြန်လည်မြင်တွေ့ရနိုင်ကြလေရှိနေပါသည် အတူချွန်းရသောမြမရှားပါနှင်းစီတပွင့်မည်ဖြစ်ပါတော့သည်အရာတရားတဝက်ဇန်းညစ်တဝက်နှင်းစီနေတို့မဟုတ်တထားသူစာဟုတ်ပါတယ်တထားသူစာကတော့ချစ်တော်အကစားနယ်ပယ်မှာထင်ပေါ်ကျော်ကြားသူတို့ပါတထားသူစာသည်2018နောက်ပိုင်းမှာဆက်၍နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများစတရရှိခဲ့သည် သူမ၏ကစားသမားဘဝကိုလေးနက်စွာထောက်ပံ့ပေးသူများမှာမိဘနှစ်ပါးပဲဖြစ်သည်မိဘနှစ်ပါးစလုံးကတက်တောင်အကစားသားမဟောင်းများဖြစ်ကြသည်၂021ခုကမ္ဘာအဆင့်သတ်မှတ်ချက်အရသူမသည်အဆင့်64တွင်ရပ်တည်နေခဲ့သည်သူကဲ့သို့အံ့အားသင့်စရာဆွမ်းရည်အပြင်နောက်ထပ်ထူးခြားချက်မှာသူမ၏ရုပ်ရည်ပင်သူမသည်မင်းမင်းငန်းကဲ့သို့မထုံမောတော်လဲအကစားသမားတူဖို့မှုအတော့ကိုထုံမောလှပသည်ဟုမယူနိုင်ပါသည်နောက်ထပ်ကြီးကျယ်တစ်ခုမှာ တက်တောင်အားကစားနေသည့်တပွဲနိုင်ုံဖြစ်စုဖလာမရနိုင်ပဲပင်ပွဲဝင်ကစားသမားများကိုအစဉ်စဉ်အနိုင်ယူပြီးမှ စုတစေရရှိနိုင်သောကစားနည်းတွင်ဖြစ်သည်ထို့ကြောင့်ပွဲစဉ်တိုင်းကိုအနိုင်ရရှိနိုင်ရန်စွန့်ရည်အပါဝင်စိတ်သက်ပိုင်းတည်ငြိမ်တန့်ခိုင်မှုပါလိုအပ်လာပါသည်ညမကြမီကသူမတီသူမဤအောင်မြင်မှုများကိုရရှိအောင်ဒုပ္ပယာတွင်အဖက်ဖက်မှပံ့ပိုးမှုများလိုအပ်ကြောင်းကိုယဉ်ကျေးစွာဖြင့်ထုတ်ပေါ်ညွှန်ကြားခဲ့ပါသည်ဤအကြောင်းကိုတနောက်ဆုံးပါဆုံးမှာထပ်မံရေးသားဖော်ပြသွားပါမည် ဇူအပြည့်နှင့်တောင်ခတ်နှင်းစီကုန်းဟုတ်ဘရိုနီကာဘရိုနီကာက2022ခုနှစ်မှာထိုင်းနိုင်ငံကိုတွားရောက်ခဲ့ပြီးမွေထိုင်အာကစားနီကိုစတင်ရှင်ပြန်ခဲ့ပါတယ်2025ခုနှစ်မှာ One Championship နဲ့ဇာတ်ချုပ်ဆုနိုင်ခဲ့ပါတယ်သူမရဲ့ဆက်ချောတဲ့ရေတုံးကအောက်ဆင်အာကစားနီနဲ့စတင်ခဲ့တာဖြစ်ပါတယ်ထို့နောက်မှာတော့လဝိအားကစားဘက်ကိုကူပြောင်းခဲ့ပြီးခိုးလက်တလုံးမှာတော့မွေထံကစားနည်းဖြင့်ပါဝင်ရှင်ပြိုင်နေပါတယ်။သူမရဲ့အာသာချက်ကတော့ physical ပိုင်းအလုံးတန့်ခံခြင်းပါပဲ ဘလောက်တောင်ချက်ခိုင်လဲဆိုရင်ရှေ့ကကျွန်တော်ရေးသားခဲ့တဲ့အာကစားသမားနှစ်ဦးထက်နှစ်ဆသုံးဆလောက်ကိုပုံမချက်ခိုင်နေခဲ့တာပါဒါကလည်းသူမရဲ့အာကစားနည်းရလိုအပ်ချက်တစ်ခုဖြစ်နေလို့ပါဘရိုနီကာဟာတိုင်းသူတူဖြစ်တာကြောင့်စကားပြောဟန်ကပွင့်လင်းပြီးချစ်ခင်အပ်ပေးမှုကိုရရှိပါတယ်ဒါအပြင်သူမဟာဆိုရှယ်မီဒီယာပေါ်မှာလည်းရင်းစရာ content လေးတွေရင်ဖျင်းကတင်ပြတဲ့သူဖြစ်လို့ခန်နေကသဘောကျစွာနဲ့အပ်ပေးချစ်ခင်နေကြတာပါသူမရဲ့အစောပိုင်းကာလတွေမှာ ထို့ကြောင့်အနှင်ခံခဲ့ရလို့အများကြီးတက်တင်နေခဲ့ပေမဲ့ခုချိန်မှာတော့အခက်ခဲပြည်လည်သွားခဲ့ပါပြီ။ခုတစ္ဆာနှင်းစီနီတို့မဟုတ်မေထက်လူမေထက်လူတွေမြမအမျိုးသမီးဘောလုံးကစားသမားတို့ဖြစ်ပြီးအမေရိကန်အမျိုးသမီးဘောလုံးကလပ် FHSFC အမျိုးသမီးအသင်းတွင်ကစားနေပါသည်။ယင်းကလပ်မှာစီမီပရိုအဆင့်ရှိပါသည်။မေထက်လူတွေမြမလက်ရေးစင်အသင်းတွင်လည်းတက်စင်မှုဖြစ်ပါဝင်ကစားနေသည်။ သူမ၏ကစားဟာမှာစီနီယံကစားသမားဖြစ်သူဝင်းတင်ကြီးထွန်းနှင့်အနိုင်ငယ်ကွဲပြားပါသည်ဝင်းတင်ကြီးထွန်းမှာအဆုံးသက်ပိုင်းတွင်ပူမူအောက်ကောင်းတော်လဲမေထက်လူမမူအသင်းဖော်များနှင့်ချိတ်ဆက်ကစားရာတွင်ပူအားတန်ပါသည်လက်ရှိလူငယ်ကစားသမားများကြားတွင်စီနီယံဖြစ်သူ ဝင်းတင်ကြီးထွန်းကို လိုက်မီနိုင်ရန်ဖြစ်နိုင်ခြေအရှိဆုံးသူကိုပြပါဆိုလျှင် မေထက်လူကသာပြရပါမည် သူမသည်အမေရိကန်တွင်ပညာရေးတစ်ဖက်ဘောလုံးအသင်းအတွက်ပါဝင်ခြင်းကဲ့သို့သောကိစ္စရပ်များကိုလှုပ်ဆောင်နေသူဖြစ်သောကြောင့်ချီးကျူးလင်းစားဖွယ်ကောင်းလာပါသည်။နောက်ထပ်ထူးခြားသည့်ကိစ္စရပ်မှာမိထက်လူအားအမျိုးသားပြည်သက်များဒါမကအမျိုးသမီးပြည်သက်များကပါချစ်ခင်အပြည့်ကြခြင်းဖြစ်သည်။လူကြီးလူငယ်အရွယ်သုံးပါးမရေသူမအားချစ်ခင်ကြသည်။နင်းစီနီအီအတီတက်သုံးမဟုတ်နော်ထက်ထက်ဝေး နောက်ထပ်ထွေသည်မြမအမျိုးသမီးပေါ်လုံးသည်ဤလေးရေးစဉ်ကစားသမားတို့ဦးဖြစ်သည်ကစားသောနေရာမှာကိုယ့်လက်ခံစစ်မှုဖြစ်သည်အမြင်မှုများမှာ2023ခုမြောက်ရီကလပ်အသင်းနှင့်အတူမြမအမျိုးသမီးလေးကိုဆွဲခဲ့သည်2023ခုနှစ်တွင်ဆောက်ဤ ACM ဂိမ်းတန်ဝတ်တွင်မြမအမျိုးသမီးလေးရေးစဉ်အသင်းနှင့်အတူမူတည်စေရရှိခဲ့သည်နောက်ထပ်ထွေသည်မြမပေါ်လုံးပေးသက်များကြားတွင်သူမဤပေါ်လုံးဖက်တုတ်ခံကြောင့်နာမည်ကြီးသူတို့ဦးဖြစ်သည် သို့တော်သူမသည်ဘောလုံးဖြတ်ထုတ်ဟန်တန်တန်တော်လဲတစ်ခါပြန်ဘက်ကစားသမားအားစီးလွတ်ပေါင်းလို့တနည်းဤရဲ့ချက်အရှိစွာဖြစ်နာခြင်းတို့ကြည့်စီလူသည်ဆန္ဒမရှိပဲပေါင်တဲ့စီးထဲမှရှင်လင်းဖြတ်ထုတ်ခြင်းသာဖြစ်ပါသည်နောက်တစ်ချက်မှာသူမ၏ကြည်လင်သောရုပ်ရည်တွင်ပြင်ဖြစ်သည်သူမ၏မျက်နှာတွင်အကြည်တက်ကလေးကဲအောင်လျက်ရှိသည် အမဆူကလည်း ဤနံပါတ်9နဲ့အတွက်ရွေးချယ်စရာလူများပြရှိခဲ့တော်လဲနော်ထထဝေအားရေးသားခဲ့ခြင်းမှာသူမ၏ရွေးချယ်လူခင်ပေါ်စီသောအတိတ်ကလေးကြောင့်ပင်ဖြစ်ပါသည် ရှိတွင်ကျွန်တော်အနေနဲ့ချမ်းလက်ထားခဲ့သောအကြောင်းအရာများကိုအခုရှင်းပြပေးပါမည်။မြမအမျိုးသမီးယူဆက်ရှိအသိန်းသည်လူရည်သည်အသိန်းအတွက်လူဦးရေခွဲတန်းခွဲပေးထားရသောကြောင့်၎င်းတို့ရှင်ပြန်ရမည်ပြန်ပွဲအတွက်ကစားသမားရှိဦးဖြစ်တာလေးတင့်ကစင်ခဲ့ရသည် အာကာကွင်းနဲ့တွင်လေတင်သည့်ခါတွင်လဲတောက်ရည်အတွက်20လီတာပူတပူနှင့်ရေကတ်တစ်ခတ်သာပေးထားသည်မှာလဲရင်နာဖို့ကောင်းလာပါသည်ကျွန်တော်တို့သင်ငယ်ချင်းတွေပူဆယ်စုကန်ကြလင်ပင်တစ်ခါကန်လင်ရေသက်အသေးတပူနှင့်အတူရာရည်ဒီတပူလောက်တော့တောက်ကြသူချင်းပင်ဌာနဆိုင်ရာလူကြီးများအလုံးမလုံးဒီမှာထင်ရှားပေါ်လွင်နေပါသည်တထားသူစားဆိုလင်လဲ physical coach message traffic နဲ့အတူသက်ဆိုင်ရာအဖွဲ့အစည်းဤကူညီထောက်ပံ့မှုလိုအပ်တယ်လို့ညှိချထားပါတယ်။ဒီပြတော့သူမအဖေတာဝန်ယူပေးနေလို့အသက်ရှူဆောင်သွားတာပါ။မဟုတ်ရင်သူမလည်းယခုလက်ရှိအဆင့်တန်းကိုရောက်မလာနိုင်ဘူးလို့ပဲယူရှင်းစာသုံးသပ်ပါမယ်။ Bronica ရဲ့ချင်းဒီကတော့တမျိုးကိုလဲပါတယ်။ Bronica ကိုလေ့ကျင့်ပေးနေတဲ့ team ကတင်ကရှိခဲ့ပေမဲ့ထူးချစ်တချစ်ကံမှုမရှိတဲ့အကြောင်းထိုင်းနိုင်ငံကိုပြန်ရွှေ့လိုက်တဲ့အခါဂျမားစတဲ့အစဉ်ပြလာခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာအခရသမားတွေကိုပြန်ပွဲပြီးရလက်ကောင်းမှစွကျင်းကိုအလုံးရင်ချင်းမြတ်တာတွေကအခင်မရှိတော့ပါဘူးဒီစနစ်ကအရှင်ဘီယခိကသူချင်းမြတ်တဲ့ပုံစံကြီးပါသက်ဆိုင်ရာဖွဲ့စည်းတွေအနေနဲ့အခြေခံအဆောက်အဦတွေအရေးချင်းရှိတဲ့နိဗ္ဗာန်ရဲ့အပြင် ကစားသမားတွေအတွက်အထောက်ပံ့ဖြစ်စေမဲ့ဟာရဖြစ်စေမဲ့အစားအသောက်တွေကိုပံ့ပိုးပေးရမှာဖြစ်ပါတယ်ကျွန်တော်ကဒါလူလူဆောင်းမဆမှာထင်ခဲ့ကြသူတွေအတွက်ကျွန်တော်ထပ်ရှင်းပြပါဦးမယ် ကစနစ်ကောင်းရင်အဂဒသမားဟာ80ရာခိုင်နှုန်းပဲအောင်မြင်လာအောင်ကြိုးစားပါရစေ။တကယ်လို့ကစနစ်မကောင်းချိန်မှာဆိုရင်100ရာခိုင်နှုန်းကြိုးစားအထောက်အပံ့ရပါမယ်။ဒီထိကအဓိကပြဿနာမဟုတ်သေးပါဘူး။တကယ်ပြဿနာကတိုင်းပြည် image ကျနေတော့နိုင်ငံတကာအဖွဲ့အစည်းတွေကအဂဒသမားတွေပေါ်လေးစားမှုရှိမနေတော့တာပါ။ဥပမာဘောပွဲတွေမှာတိုင်းညစ်တာတွေလိုမျိုးအရေးပေးမခံရတာမျိုးတွေကြုံရတော့တာပါပဲ။အဲ့ဒီတက်ရောက်မှုက20ရာခိုင်နှုန်းလောက်သက်ဆိုင်နေပါရဲ့။ ဒါကြောင့်ခေစနစ်စိုးချိန်မှာအကစားသမားတဦးဟာ120ရာခိုင်နှုန်းထိရုန်းကန်မှာဖြစ်ပြီးခေစနစ်ကောင်းရင်တော့80ရာခိုင်နှုန်းသာကျူစာအထုတ်ဖို့လိုပါတယ်ဒီလောက်ဆိုကျွန်တော်ကကြားလို့မဟုတ်မြင်သက်ထင်သာရှိပြီလို့ယူဆပါတယ်ဟုတ်ကဲ့ပါဒီစောင်းမကောင်းစဉ်အတိုင်းအကစားသမား9ဦးဟာအောင်မြင်ထူးတောင်းနေကြစေပါသူတို့ဟာ ကိုလိုရမယ်လို့ကိုတေချာလေးအယုံဆက်ပြီးသူတို့မတက်နိုင်တဲ့အပိုင်းတွေကိုပါတောင်းဝန်ယူကြိုးစားခဲ့ကြလို့ဒီလိုအောင်မြင်ခဲ့ကြတာဖြစ်ပါတယ်။တကယ်လို့သာသူတို့အနေနဲ့ခေစနစ်ကောင်းတဲ့သာတွန်းတွခဲ့ရမယ်ဆိုရင်ဒီထက်ပိုပြီးအမြင့်ပြန်ပြနိုင်ကြမယ်လို့ကျွန်တော်ကတော့အပြည့်အဝယုံကြည်ပါတယ်။တွန်လမ်းမောင်နှမအားလုံးတို့လည်းစိတ်သက်ပြင်းပြလာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရခင်ဗျာ။ ခုနဲ့ဖက်ပြသွားတာကတော့ဆရာ BB ရေးသားထားတဲ့ဖုန်းစုမြင်မှာပွင့်လန်းသောနှင်းစီအမြင်ငါပွင့်ဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်။မြို့ရဲ့ပြမဆုံအတွေ့အကြုံကိုနားလေသိခံပေးပြီးအဆုံးထိနားထောင်ပေးတဲ့တောတာရှင်မအားလုံးစိတ်ဤချမ်းသာခြင်းကိုဤချမ်းမှခြင်းနဲ့ပြည့်စုံပြီးဆန္ဒရှိတိုင်းထောက်ပို့ပေးနိုင်ကြပါသည်ရှင်။ဤကုန်းနေနေကတော့ခက်ခဲသောကာလကြီးမှာတတ်နိုင်သလောက်အတူတူစူးစမ်းရုန်းကန်ဆက်လက်တော်လှန်ကြတာပေါ့ရှင်။